ကျမတို့နေစဉ်ကကြားဖို့ရဲစကားတစ်ခုရှိပါတယ်။အချက်အရမွေပဲ။ကျမတို့ကငွေကြေးကိုပုံမှန်ရရှိဖို့အတွက်ချိန်တွေကိုပိတ်ဆက်ရင်တတ်ရှိနေကြပါတယ်။အချိန်ကိုရင်းနှီးမြှုပ်နှံခြင်းဖြင့်ငွေကြေးကိုတိုးပွားနိုင်စေတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့စဉ်းစားကြည့်ပါ။ငွေကြေးဆိုတာဘယ်လိုမှစထပ်ပြီးရှာလို့ရပါတယ်။ချိန်ရောအချိန်ဆိုတာပြန်လည်မရနိုင်တဲ့ကျမတို့အားလုံးတို့တန်းပြီးထားတဲ့အရင်းမြစ်တစ်ခုပါ။ ဒီဗီဒီယိုမှာကျမတို့ရဲ့အမျိုးပြောင်းလဲပြီးငွေကြေးထက်အရေးကြီးတဲ့အချင်းချင်းစစ်မှန်တဲ့ကြော်ဝါမှုကိုဘယ်လိုတမိုးထားဘယ်လိုသုံးဆွဲရမလဲဆိုတာကိုလေ့လာသွားပါမယ်။အခြေအိုရင်းနှီးမြှုပ်နှံခြင်းကဘတ်ဆောင်နေရာငွေကြေးထက်ပုံမှန်များပြတဲ့တမိုးသုံးမျိုးဘယ်လိုပြဆက်မလဲဆိုတာစကြည့်ကြအောင်။ပထမဆုံးတမိုးကတော့တွေ့ကြုံတမိုး။ငွေကြေးနဲ့ပတ်ဆိုင်နိုင်တဲ့အရာဝတ္ထုတွေကဖြစ်စည်းကနိုင်ပါတယ်။ဒါပေမဲ့ကျမတို့အချိန်ပေးပြီးဖန်တီးလိုက်တဲ့အမှတ်တရတွေကတော့ထောက်လာတည်မြဲနေပါတယ်။ လင်းတာချက်တွေအရလူရပစ္စည်းသစ်တွေဝယ်ယူခြင်းချက် တွဲကြုံနေငွေချင်းနဲ့အချိန်တုံးဆွဲရကပုံမပြောရှင်မှုရရှိကြရတယ်လို့ဆိုပါတယ်။သားပါရဲ့နေငွေတွေကိုကြည့်ဖို့တုံးဆွဲလိုက်တဲ့မိနစ်30ကိုမတိသေးတဲ့နေရာတစ်ခုခရီးထောက်ဖို့ပေးလိုက်တဲ့အချိန်မှန်းကသစ်စိတ်ကိုပြန်လဲဖြစ်တင်ပေးပါတယ်။အသက်ကြီးလာတဲ့အခါကျမတို့တကယ်တမ်းပြည့်လေတောင်းတမိတာဘလောက်ပိုင်ဆိုင်ခဲ့လဲဆိုတာတက်ဘလို့အချိန်မျိုးဖြတ်တန်းခဲ့လဲဆိုတာပါပဲ။ ကျမတို့ရဲ့အချိန်တွေကိုတမူရှိရဲ့အမတ်တရားတွေပြီးပြောင်းလဲပြဖို့စဉ်းစားကြည့်ပါငွေကြေးလျှောက်ပေးဖို့အတွက်အဲ့ချိန်လေ့ကျင့်လာတော့ချိန်ကိုယ့်ကိုဝေစားချိန်တွေကို short term တက်ကြပါတယ်အချိန်ကျန်းမာရေးအတွက်သုံးဆွဲလိုက်တဲ့အချိန်ကအနာဂတ်မှာဆေးရုံစရိတ်တွေကိုခြေထားနိုင်စေမယ့်အရင်းနှီးမြှုပ်နှံမှုတစ်ခုပါဥပမာဒီနေ့ကိုမိနစ်30လောက်ရှာချင်အချိန်မပေးနိုင်စေရင်နောက်ဆက်တွေကစိတ်ပိစီမှုပါပဲ နာလာချင်းစိတ်ပြေစီမှုအားပုခန္ဓာကိုနာကျင်စေရောဒါမကအစဉ်သစဉ်ချင်းတိုင်းဆောင်ဖို့ပါရောချစေပါတယ်။ကိုယ်စိတ်ကိုနာပေးဖို့စိတ်ပန်းစရာကျမ်းမာရေးအတွက်အချိန်ပေးခြင်းဥပမာတရားထိုင်စရာအလုံးမထွက်လာတဲ့ငွေချေချာအစားပေါင်းများစွာတမှုရှိပါတယ်။ကိုယ်ခန္ဓာကိုစနစ်တကျပြင်ဆိုင်ဖို့အတွက်အချိန်ပေးပါ။အဲ့ဒါကတင့်ရဲ့အကြီးမားဆုံးကြော်ဝါမှုပဲဖြစ်ပါတယ်။တတိယတမှုကတော့ဆက်ဆက်ရေးတမှုပါ။ငွေချေရာမိသားစုနဲ့တကယ်ချင်းတွေကိုလက်ဆောင်ဝယ်ပေးနိုင်ပေမဲ့ ရေသွေးရှိတဲ့အချိန်ပေါ်တော့ဝယ်ယူလို့မရပါဘူး။အာရုံစိုက်မှုရင်းနှီးမြှုပ်နှံခြင်းလူမှုဆက်သွယ်ရေးမှာငွေကြေးထံအာရုံစိုက်မှုကပိုပြီးကြီးစီပါတယ်။အလုံးများလို့ဆိုပြီးချစ်ခင်ရတဲ့သူတွေကိုလေးလေးရှုထားမယ်ဆိုရင်ဆက်ဆံရေးကတဖြည်းဖြည်းဖြိုလျော့လာပါလိမ့်မယ်။ခိုင်မာတဲ့လူမှုဆက်ဆံရေးကလူ့တမ်းပါရင်းနဲ့ပျော်ရွှင်မှုတမရှိမဖြစ်လို့အပ်ပါတယ်။ချစ်ပါတဲ့လူမှုတာဝန်ကိုမကောင်းမအောင်ထိတ်ထိတ်မှုအချိန်ပေးရပါမယ်။ဒေတာချက်တွေကအချင်းချင်းမှာတက်မှတ်ယူထိခိုက်စေနိုင်ပြီးတည်ဆုံးနိုင်ခြင်းပါမြင့်တက်စေပါတယ် ခင်မရင်းနှီးမှုတွေတည်ဆောက်ဖို့နဲ့ထိတဲ့မှုအချိန်ရင်းနှီးညွန့်လာမှာငွေကြေးကိုရှာဖွေရင်အချိန်ဝင်လို့မရှိမိပါစေနဲ့လူ့ဘဝရဲ့အနှစ်သာရလူသားချင်းဆက်ဆံရေးတွေပါပဲဒါဆိုဘယ်လိုလုပ်ရင်ငွေကြေးရရောအချိန်ရပါကျေဝါတဲ့ဘဝကိုနေထိုင်နိုင်မလဲအချိန်ကိုစိတ်မခံခွဲလို့မဟုတ်ပါနဲ့ဥစားဖြစ်ပြီးဖြစ်ပါစေရဲ့ဘယ်ရာတွေကတကယ်အရေးကြီးဆုံးလဲဆိုတာကိုသတ်မှတ်ပါငွေရဖို့လုပ်ရမယ့်လုပ်တွေတည်းကကိုယ့်ရဲ့တာဝန်နဲ့ကိုက်နေတဲ့ရာတွေကိုအချိန်ပေးပါ မလုံနိုင်ဘူးလို့ပြောဝင်ပါစီတဲ့တဲ့ချိန်ကိုဖြုံးတီးစီမဲ့တကယ်တော့တမမရှိတဲ့အလုပ်တွေကိုရရမမြင်ဆိုပါတဲ့ချိန်တွေကိုပိုပြီးထိချုံနိုင်ပါလိမ့်မယ်လုံချော်ရစီတဲ့တလို့မျိုးကုမှုကိုနားပြမဲ့ချိန်မိသားစုနဲ့ချိန်ပြမဲ့ချိန်တွေကိုပြက်ကလေးမှာအကျိုးကျေးသတ်မှတ်ထားပါအနားယူခြင်းဟာအလုပ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်လေးနဲ့စာစဉ်းစားကြည့်ငွေကြေးပမာဏကိုရဖို့အတွက်တင်ပြရမဲ့ချိန်ပမာဏကိုစဉ်းစားပါဒီလဲလံမှုကတကယ်တမ်းတက်နေရတာ နီကိုအချိန်နဲ့စစ်မှန်တော့ကြေဝါမှုအချိန်ရကငွေကြေးချစာပေါင်းများတော့ပို့ပြီးကြေဝါပါတယ်ဘာလို့လဲဆိုတော့ငွေကြေးဥပေါ်များနိုင်ပေမဲ့အချိန်ဝင်ပေါ်များလို့မရနိုင်လို့ပါပဲစစ်မှန်တော့ကြေဝါမှုဆိုတာတည့်ရဲ့ဘက်ကောင်ထဲမှာရှိရဲ့ကနန်းလို့မဟုတ်ပါဘူးအဲ့ဒါတင်ချရတဲ့သူတွေနဲ့အတူရှိတဲ့အခိုက်အတန့်တွေကိုယ့်ရဲ့ဝါဒနာကိုလက်စားဖို့အခွင့်အရေးတွေကျမ်းမာရေးဘဝတစ်ခုပတ်စံဖို့အစ်ကိုတပေးလိုက်တဲ့အချိန်တွေပါပဲဒီနေ့အစားပြီးတင့်ချေငွေကြေးပြည့်စုံနေတာရှင်းလိုက်ပါ ချင်းလိုဘဝဖြစ်ရှိနေမှာတင့်ရဲ့အချိန်များရည်ရွယ်ချက်ရှိရှိတုံ့ဆွဲပါကျမတို့ရဲ့ဘဝဟာကျမတို့တုံ့ဆွဲတဲ့အခြေပမာဏနဲ့မတိဆောက်တာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်တင့်ရဲ့အချိန်ကိုတကယ်တမ်းတော်ရှိရှိဘယ်လိုတုံ့ဆွဲခဲ့လဲဆိုတာလည်းကောမန့်မှာမျှဝေပေးပါအောင်နော်